အင်္ဂလန်ယူနိုက်တက်အတွက်ပထမဆုံးဂိုးသွင်းယူပြီးတော့အမရင်ကို3ပေးလိုက်တဲ့မန်ယူနိုက်တက်ကျေပွင့်ဒီအသက်16နှစ်ရွယ်ကစားမဟာပြီးခဲ့တဲ့အောက်တိုဘာလတုန်းကတောမတ်တူချေရဲ့အင်္ဂလန်စီနီယာအသင်းမှာဟယ်ရီမကွိုင်းယားမာကာရာဖိုးတို့လိုကစားမိုင်းနဲ့တူလေကျင်းကွင့်ရခဲ့သူဖြစ်ပါရီမန်ချက်စတာယူနိုက်တက်လူငယ်အသင်းရဲ့အလားအလာအကောင်းဆုံးလူငယ်ကစားမဖြစ်လဲတတ်မှတ်ခံထားသူလည်းဖြစ်ပါရီသူရဲ့နာမည်ကတော့ရှီလေစီဖြစ်ပါရီလေစီကဒီလမှာလဲအင်္ဂလန်ယူနိုက်တက်အသင်းမှာနောက်ထပ်ရွေးချယ်ခံရပြီးဂျပန်နဲ့ပွဲမှာကစားကွင့်ရခဲ့ပါရီ ဘယ်တန်လေးစီယာကအေရီယာထိတ်ကနေဘယ်ချင်းနဲ့လှပတဲ့တင်ကိုတခုရောက်ပြေးနိုင်ခဲ့ပါတယ်။လေစီကတကယ်ကိုမှအစွမ်းစားရှိတဲ့ကျေပွန်ကစားမဆိုတာညင်းပွားစရာမရှိပါဘူး။သူ့ဒါစီနေတဲ့ဂရေတော့ယာကဒဏ်ရာပဒနာတွေဖြစ်ပါတယ်။လက်ရှိမှာတော့ဒဏ်ရာပဒနာတွေကိုလည်းခြံထားနိုင်ခဲ့ပါပြီ။လေစီကမကြခင်မှာရူဘင်မော်ရင်ရဲ့စီနီယာအသင်းမှာကစားခွင့်ရမယ်လို့အားလုံးကပြောနေကြပြီဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာ Brian Ambomo Amadou ဟာအာဖရိကနိုင်ငံများဖလားတွားရောက်ကစားဖို့ရှိနေတာကြောင့် လေးစီနေနဲ့ United ရဲ့ညာချမ်းမှာအခွင့်အရေးရလာနိုင်ပါ रे အခု England United အသင်းရဲ့စွမ်းဆောင်ကြီးကလေးစီနေနဲ့ United အသင်းကြီးအတွက်ကစားပေးဖို့အစီအစဉ်ရှိနေပြီဖြစ်ကြောင်း Emirates ကိုထင်းထင်းရှားရှားတင်ပြလိုက်တာပဲဖြစ်ပါ रे